ငတ်မျိုးစိတ်တွေက69ရာခိုင်နှုန်းမှလင်းအင်္ကာမပါပါဘူး။ကလောင်းငတ်နဲ့အီမျိုးလိုခြားပါပြီးကြီးမားတဲ့ငတ်တွေမှသာအဲ့ဒီလိုအင်္ကာတွေပါရှိတာပါ။ ဒါပေမဲ့ဘဲဒီမှာတော့ဒီလိုမဟုတ်ပါဘူး။တင်းတို့စဉ်းစားကြည့်ပါ။ဒါကတော့အာဂျင်တီးနားဘဲရဲ့အရွယ်အစားဖြစ်ပြီးဒါကတော့သူ့ရဲ့အင်္ဂါအရွယ်အစားပါ။ဒါကိုအချက်လက်တွေရပြောရရင်ဒါကလိန်နေတာပါ။သူတို့ရဲ့အင်္ဂါလက်ဝဲကြီးရှောက်ခါကနေဆက်လက်ခါအထိလိန်နေနိုင်ပါတယ်။ဒီပေဝက်လောက်လိန်နေတဲ့အင်္ဂါကဘာမှမဆိုရှုပ်တွဲအောင်လုပ်နိုင်ပါတယ်။ဟုတ်ပါတယ်။တနစ်တာရဲ့အခြားရက်ဒီမှာတော့ဘဲဒီရဲ့ဘဝကရိုးရှင်းပါတယ်။သူတို့ရေကူးတယ်၊ပိုးကောင်တွေစားကြတယ်၊တကောင်နဲ့တကောင်ခရူးဆိုင်ကြပါတယ်။ ဘယ်ထည့်ရဲ့အင်္ဂါအရွယ်စားတော့နှစ်လက်မှပဲရှိပါတယ်။ဒါပေမဲ့မိလိုက်ရစီနီးလာတာနဲ့မြအင်္ဂါအစမတန်ကြီးလာပါတယ်။ဘယ်ထည့်ကဘဲမကိုကခုံချင်းနဲ့အထင်ကြီးအောင်ကြိုးစားပါတယ်။ဘယ်ထည့်ကဘဲမကိုကခုံချင်းအတန့်ပေးချင်းဒါမှမဟုတ်ဖြစ်နိုင်တဲ့နီးလန်းအားလုံးနဲ့အထင်ကြီးအောင်ကြိုးစားပါတယ်။ဘဲမကသူ့ကိုလက်ခံရင်ရှက်ရှင်းမိလိုက်ပါတော့တယ်။ သူမရဲ့တုံ့ပြန်မှုကဘာပဲဖြစ်ဖြစ်မိတ်လိုက်ပါလိမ့်မယ်။ဒါပေမဲ့ဒီဖြစ်စဉ်ကဘလို့ရှင်နီမျိုးမမဆူရက်ဆက်ပြီးပြင်းထန်ပါတယ်။ပထမဆုံးဘဲထီကဘဲမရဲ့ကြောပေါ်ကိုတက်ပြီးခေါင်းဒါမှမဟုတ်လေဘင်းကိုကတ်ရှိပါတယ်။ပြီးရင်သူ့ရဲ့အင်္ကာကိုစတင်တက်ဆင်ပါတော့တယ်။အဲ့ဒီအင်္ကာကအင်္ကာကိုပြည့်စည်သွားစေနိုင်ပြီးဘဲမတတိလစ်သွားနိုင်ပါတယ်။ သူတို့ကရေပေါ်မှာဆိုရင်ဘဲဒီကဘဲမရဲ့ခေါင်းကိုရေထဲနှိရှပြီးသူ့ရဲ့အင်္ကာကိုတက်ဆင်ပါလေ။ဒါပေမဲ့ဘေကင်းရင်တိုင်းနာမှုအနေနဲ့ဘဲမတွေကစုံမိတ်နေရာတွေပါတယ်။လေကားတိပုံစံတဲ့လက်ခံအင်္ကာဆင်ငယ်ပြောင်းလဲလာပါတယ်။သူမကအဲ့ဒီဘဲရဲ့အသားသမီးကိုမလိုချင်ဘူးဆိုရင်အဲ့ဒီတုပ်ဘူးကိုညင်းပစ်နိုင်ပြီးရှားတဲ့တော်တဲ့အဖော်နဲ့မိတ်လိုက်နိုင်ပါလေ။ ရှုဘဲမာဒီမှာဆိုလက်ရရဲ့ဝင်ကပပုံတန်တော်ရှိပါရဲ့ဒါကတာမန်ဘဲဒီတွေအဖို့ထိုးဖောက်နိုင်မှုမဖြစ်နိုင်ပါဘူးဘဲဒီမြာပြီးဘဲမာနေတဲ့ဖြစ်ရတီမှာတော့ဒီတလေးရအလွန်ကျန်တတ်ပါရဲ့ကံမကောင်းတဲ့ခါတွေမှာဆိုသူမကခေါင်းမြောင်ကြီးနဲ့အသက်ရှင်ရပါတယ်အဲ့ဒီခါမှာဘဲမာကအသက်မရှင်နိုင်မဲ့တည်ထုံသွားနိုင်ခြင်းများပါတယ်ဦးကောင်းလယ်ဘင်းနဲ့အမွေးတွေကျူးကြပြီးတောင်မန်ကအမွေးတွေပါ ကျူးကြကုန်ပါတယ်မင်းလိုက်ရသည်ကုံဆုံးသွားတဲ့အခါဘဲထီးရဲ့အင်္ကာကကျုံဝင်သွားပြီးမူလရွယ်စားဖြစ်သွားပါလေ အဖွဲ့လိုက်ပဲတွေကရှိရှိမေတ္တာပျော်ရွှင်မှုဂယုဆိုင်မှုပီတိတွေနဲ့ပြန်လည်ပြည့်နှက်သွားပါတော့တယ်။အနည်းဆုံးတော့မိလိုက်ရသည်မြောက်မရှင်ပေါ့။အားလုံးကိုကျေးဇူးတင်ပါတယ်။